ဟယ်လိုအားလုံးမင်္ဂလာပါ United Shoe ကနေကြိုဆိုပါရစေ။ဆိုတော့ Sozi Det နဲ့ကစားမဲ့ Manchester United ရဲ့ပွဲစဉ်တွေ Pre Match Talk ပေါ့ဗျာ။အဲညကရောညကရောဘလူးမင်းကလည်းစပိန်အသင်းနဲ့နောက်တစ်ဆင့်နာတွားကစားမဲ့ပွဲပေါ့နော်။ United ကနောက်ပိုင်းနှစ်ဒီမှာစပိန်ကလပ်အသင်းတွေနဲ့တွေ့တယ်ဘလူးမန်အခြေအနေမကောင်းဘူး။ကျွန်တော် Sozi Det တသင်းနဲ့တော့မဟုတ်ဘူးပြသေးလား။စပိန်အသင်းတွေနဲ့နောက်ဆုံးတွေ့ထားတဲ့ဒီအချိန်ဒီမှာ United ကအဝေးကွင်းတွားကစားတဲ့ပွဲဒီမှာဆိုရင်နောက်ဆုံးရှုံးထားတဲ့တပွဲကလို့ရင် Channel ပွဲစဉ်တွေကအကုန် အချီနီကောင်းထားတာအဲ့ဒီရှုံးထားတဲ့ပွဲကလည်းဒေးဗစ်ဒီဂီယာရဲ့အမှားညီကလို့မှတ်မိကြအောင်ပဲထင်ပါတယ်အဲအေရစ်တန်ဂါရဲ့လက်အောက်ကျွန်တော်စီဗီလာကိုလားမသိဘူးကျွန်တော်3စီးနဲ့ရှုံးခဲ့တဲ့ပွဲပေါ့နော်တတော်ကိုအချီနီမဟန်ခဲ့တဲ့ပွဲပါအိမ်ဝင်းမှာကျွန်တော်ကျွန်တော်စူစီးတဲ့ကိုဝန်းစီးနဲ့ကျွန်တော်ရှုံးမှုတယ်မှတ်မိကြတယ်ထင်ပါတယ်ဒီဆန်ဒိုမာတီနက်စ်ဘလော့ခ်လုပ်ဖို့လိုတာကို ပေါင်ကိုမှန်ပြီးတော့တည်တယ်မလားဒီဒီဖလက်ဖြစ်လာတဲ့လောက်ကလက်ကိုပြန်မှန်အောင်ပင်နယ်တီပေးခဲ့ရပြီးတော့အဲ့ဒါနဲ့နေကျွန်တော်ရှုံးနေခဲ့တဲ့ပွဲထင်ပါတယ်ဆိုတော့အသင်းတွက် ဒီစပိန်ကလတ်တီနဲ့တွေ့ကြတာတွေက၈နှစ်တည်းထိကျွန်တော်အကုန်ပြောင်းကြည့်ရင်တော်တော်ကိုအချိန်ကြီးကောင်းပါတယ်။အဲပြီးတော့နောက်ဆုံးနှစ်တည်းကိုကျွန်တော်ပြောင်းကြည့်ရင်အိမ်ဝင်းကဝေကွင်းကအချိန်ကြီးကောင်းနေတဲ့နေရာမှာကျွန်တော်မပါဘူးပေါ့နော်။ဒါပြင်စူစီတက်ကလည်းအိမ်ဝင်းမှာအဲဆိုအိမ်ဝင်းဆိုတာတည်းဒီလက်ရှိသူတို့ရဲ့ပြည်ရင်းပြိုင်ပွဲမှာအဆင့်၉လောက်မှာရောက်နေတာဆိုတော့ဒါအဆင့်၉ဆိုတော့ဂျီနက်ဆီယာမကောင်းဘူးပဲပြောပြောမန်ချက်စတာယူနိုက်တက်အဆင့်၁၄နဲ့စားလို့ရှိရင်အရာအားလုံးကအပေါင်းလက္ခဏာတွေကြီးပဲရဲ့။အရာအားလုံးကအပေါင်းလက္ခဏာတွေကြီးပဲရဲ့။ဆိုတော့ အသင်းတွေတော့ကျွန်တော်တို့အနေနဲ့ဒီဒီဒီပွဲကတော်တော်ကိုအဆင်မပြေနိုင်လောက်တဲ့အနေအထားတစ်ခုဒီကြုံသွားရနိုင်တဲ့ပွဲပါဘာလို့လဲဆိုတော့ဆိုစီတဲ့တိုင်ပတ်တယ်ဆိုတာတော့ကတော့ယူနိုက်တက်ကရီးတယ်အဲ့ဒါဘာလို့ကိုရီးယားအမင်းအစာပေါင်းများဆိုတာပို့ပြီးတော့တိုင်ပတ်နေတာလေတိုင်ပတ်လို့အမိုရီနဲ့မန်ချက်စတာယူနိုက်တက်အတွက်ဒီဒီဟာကမျှော်လင့်ချက်မရှိရင်ကျွန်တော်တို့သွားပါပြီပရီးမီးယားလိဂ်ကလည်းအဆင့်၁၄မှာဗျာအကယ်လို့ရာသီကုန်လို့အဆင့်တက်တော့အလွန်အလွန်ဆုံး၁၃ပေါ့အလွန်အလွန်ဆုံး၁၃၁၂ပေါ့ အဲ့ဒီတဲကမှ FV Plus ကလေကျွန်တော်ထွက်ခဲ့ရပြီဆိုတော့ Europa League မျိုးလင်းချက်ကလည်း FV Plus ယူပြီးတော့တက်မယ်ဟိလုံးလုံးမရတော့ဘူး Carabao Plus ကလည်းကျွန်တော်ထွက်ခဲ့ရပြီဆိုတော့ Europa League နဲ့ Premier League ပဲကျွန်တော်လည်း Premier League ကလည်းယာတီကုန်ဒီအဆင့်7ကိုရောက်ရင်တောင်မှတော်တော်ကိုပူဇော်ပသယူရမယ်အခြေအနေမျိုးကျွန်တော်ဖြစ်နေပြီဆိုတော့ Europa League ဒီကျွန်တော်တို့ရဲ့မျိုးလင်းချက်ပါမျိုးလင်းချက်ရှိတာမရှိတာခဏထားမျိုးလင်းထားလို့ရတာမရတာခဏထားเนาะကျွန်တော်ရနိုင်ချေရှိတာမရှိတာခဏထားအမှန်ကန်ကျွန်တော် အပြေဝအာယုံဆက်ပြီးတော့နောက်တစ်ဆင့်တက်ဖို့ဖြည်းဖြည်းချင်းကျူးပန်းသွားရမှာအာယုံအပြေဝဆက်ရမှာဒီဆိုစီတဲ့ဒီပါလေးပဲယူရိုပါလေးပဲဆိုတော့ဒီဒီပွဲစဉ်ဟာကျွန်တော်တို့ရဲ့ imminent ရေးကြီးပါတယ်သူတပင်းအဝေးကွင်းမှာရောအိမ်ကွင်းမှာရောအလုံးစုံတိုင်ပတ်နေတဲ့ကိုရီအသင်းတွေလူစရင်းကပါ imminent ပါလှော်လွန်ပြီးတော့ဒဏ်ရာပြဿနာတွေတစ်ချက်ကြုံနေရတယ်ဒါအပြင်ကျွန်တော်တို့အနေနဲ့ fullan နဲ့ပွဲစဉ်ကစားပြီးတာမှမကြသေးဘူးဆိုစီနဲ့တစ်ထပ်ကစားရမယ်ဒါပြီးလို့ရှိရင်ကျွန်တော်နှစ်ရက်လောက်အတိုးတွေမှာ arsenal နဲ့ကစားရမယ်အဲ့ဒါပြီးရင်ဒုတိယကျောကစားရမယ်အိမ်ကွင်းမှာအ ကျွန်တော်အတင်းအတွက်ကဘလူးမန်အရာအလုံးဟာချောချုံမှုမှုဖြစ်နေတဲ့အနေအထားမျိုးမှာကျွန်တော်ရှိမနေဘူး။ဒါရီကိုအမူရီနဲ့အတင်းရဲ့ကစားမတွေဘလူးကြော်ဖြစ်ပြမလဲ။အတင်းဟာတတော်ကိုအချိန်ကာလအကြာကြီးတစ်ခုအတော်တွင်မှာအင်မတန်ခဲင်းတဲ့ကာလတစ်ခုကိုကျွန်တော်ဖြတ်တန်းနေရတယ်။ကျွန်တော်မန်ချက်စတာယူနိုက်တက်မထားပါတော့တိုင်ဘက်ပါတယ်ဆိုတဲ့ယာတီမှာတော့မှဒီလောက်ထိစူဝါတဲ့ယာတီမျိုးကိုကျွန်တော်မတွေ့ရဘူး။နော်အဲရီတန်ဟာရဲ့လက်ထက်ကနေစလို့ဗျာလက်ထက်ကနေဆိုတော့ကဒီယာတီအဆောက်ပြောတာပေါ့နော်။အဲကနေစလို့အခုလက်ရှိအမူရင်ဂိုင်တွေတဲ့အထိ တော်တော်ကိုအတင်းအကျပ်ကကြီးနေဆရာမကောင်းတဲ့ရလဒ်တီဟာအင်မတန်များလုံးနေတယ်။အင်မတန်များလုံးနေတယ်ဆိုတော့အတင်းဘလို့ပြင်ဆင်မလဲ။တရားတာတကူကတော့ဘယ်တော့ခုနကပြောလိုပဲစပိန်ကလပ်အတင်းနေမလို့ဘလောက်ပဲခေးရင်မာတယ်ပြောပြောအဲကျွန်တော်အဝေးဝင်းမှာတည်ရအောင်တော့ယူနိုက်တက်ကိုကျွန်တော်ကြိုးပမ်းမယ်။အနေဆုံးတော့ကာနာချူတို့အနေနဲ့အတီးထဲပို့ပြီးတော့ကောင်းတဲ့ performance တွေပြဖို့လိုပြီးအတင်းဟာသူတို့ကိုလိုအပ်နေတဲ့အချိန်မှာအဲ့လိုလိုအပ်နေပါတယ်ဆိုတဲ့အချိန်မှာတယောက်ချင်းတယောက်တွေ့တဲ့ဂိုးတွေကိုကျွန်တော်ရအောင်မသွင်းနိုင်တာလို့ဘာလို့လဲဆိုလို့ရှင်တော့ တို့ရောင်းချဖို့ကလွယ်ပြီးတော့ပို့ပြီးတော့ကောင်းတဲ့ option ဖြစ်လိမ့်မယ်လို့တွေးလိမ့်မယ်လို့ကျွန်တော်မထင်ဘူးပေါ့နော်နောက်တစ်ခုက Joshua Zixi ကိုပေါင်ကြားလေးတွေကနေထည့်တာတော့ဟုတ်နေတာပဲဒါပေမဲ့ twin goal နဲ့ phantom မှုတွေကျွန်တော်လိုပါတယ် Resman Highland တို့နော်ဒီလောက်ထိစိုးစိုးပြပြဖြစ်နေတဲ့ performance တွေကို Europa League လိုမျိုးနေရာမျိုးမှာခြံခဲ့လို့အကောင်ဆုံးပဲဘာလို့လဲဆိုတော့ Europa League ကိုကျွန်တော်ကြည့်ရင်ဒီရာဒီမှာ Resman Highland ကသူ့ဟာနေသူ Europa မှာဆိုလို့ရှိရင်တော့လက်ကောင်းနေတာ ဆိုတော့ဒီဘွဲ့မှာသူဂိုးရီပါရီပြန်ရဖို့အတကုံကျူးပန်းရမယ်နောက်တစ်ခုကဆိုစီတက်ကိုကျွန်တော်ရှင်ကစားဖို့ကမလွယ်ဘူးဆိုစီတက်ဟာ technical ability ရ eminent ကောင်းတဲ့အတင်းနီးစနစ်ပိုင်းရ eminent ကိုကြီးညက်တဲ့အတင်းမှာဆိုတော့အဲ့လိုအတင်းမျိုးကိုကျွန်တော်ကဟာဒီကောင်နေအဆင့်9မှာရောက်နေတာပဲကွာဆိုပြီးတော့တော်တော်လို့မရဘူးကိုရီကအဆင့်15မှာလဲတရာလူမရှိဘူးလဲတရာလူမရှိဘူးဆိုတော့တော်တော်ကိုစိန်ခေါ်မှုကြီးအောင်မဲ့ပွဲဆိုတော့ဒါကိုပြောတာ Manchester United တွေအရာအလုံးဟာမလွယ်ကူတဲ့အနေထားကနေပြီးတော့ ကိုရီကိုတွေ့တဲ့ဒုက္ခပေးနေကြစပိန်ကလပ်အသင်းတစ်ခုနဲ့ကျွန်တော်ထပ်ပြီးတော့တွေ့ရတယ်။အမ်မိုနီနဲ့မန်ချက်စတာယူနိုက်တက်ကစားမတွေဘာလို့ပြနိုင်မလဲ။ကျွန်တော်ကမလွယ်တဲ့ပွဲပါတူတော့ရလက်ကောင်းမှုကျွန်တော်မျှော်လင့်နေ။အရာအလုံးကကျွန်တော်ထင်တာနဲ့ပိုပြီးတော့ကောင်းနေဖို့ကျွန်တော်မျှော်လင့်နေ။နော်ကစားမတွေတယောက်ချင်းစီတိုင်းကြီးကနေပြီးတော့ပိုကောင်းတဲ့ performance တွေတွေ့ရဖို့ကျွန်တော်မျှော်လင့်နေ။ဒါပေမဲ့ဘသူကပေါ့နော်ကျွန်တော်ဒီနေ့သာရှစ်တူပြီးတော့ငါတို့အသင်းကိုထပ်ပြီးတော့ဆွဲတင်နိုင်အောင်မလဲ။တရားတာတကူကတော့ system တွေပါတယ်အံဝန်ခွင့်ချက်မဖြစ်သေးတဲ့နေထိုင်မျိုးတွေမှာရလာတဲ့ကိုယ်တွေကခရောင်ချောချောကိုယ်တွေဖြစ်ဖို့များတယ်။ တောင်ငံဘောကနေပဲကောင်းတိုက်ကြမလားဆက်ပစ်ကနေပဲတွင်းကြမလားပြိုင်ပဲမှားလို့ကျွန်တော်အခွင့်အရေးပဲအသုံးချနိုင်ကြမလားပြိုင်ပဲမှားတာတော့မှကျွန်တော်အသုံးချနိုင်ချင်မှချနိုင်မယ်အချိန်မျိုးဖြစ်မလားဒါမျိုးတွေပဲကျွန်တော်တွေးရတော့မယ်ဆိုမလွယ်ပါဘူး United တဲ့ဆိုတော့ညီကတို့ရဆိုစီတဲ့နယ်ပွဲစဉ်မှာအရာအလုံးခက်ခဲနေတဲ့ Manchester United နဲ့ Onana အဒီ Amorin တို့ကပေါ့နော်အနိုင်ရတဲ့တွေရအောင်ဆွမ်းဆောင်နိုင်လိမ့်မယ်လို့ညီကတို့ထင်ကြလားဆွေးနွေးကြပါဦးချစ်ချစ်ဝါပြီးတဲ့ညီကတို့များလုံးကိုချစ်သူများကြီးတင်ပါတယ်